အာဆန်နယ်လိုအာမချောင်းမဲ့ဥရောပဖိုင်နယ်တက်သွားတဲ့တကင်းယူနိုက်တက်ဘရိတ်တန်အားလုံးပဲမိင်္ဂလာများရွှေဥအိုင်မက်ကွန်ရှင်ကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုးလိုက်ပါရင်ချန်ပီယံစိတ်ကူးနဲ့ကြေယူနေတဲ့ဂိမ်းမှုတို့ကတော့ယူပါလိဖိုင်နယ်ကိုထိုက်ထိုက်တန်တန်တက်လန်းသွားနိုင်ခဲ့ပြီဖြစ်ပါရင်ဂိမ်းမှုတို့ဟာအန်တရက်တစ်ပြီးပါအုပ်ကိုနှစ်ကျော်စလုံးအနိုင်ကန်ခဲ့ပြီးဥရောပချန်ပီယံတက်ရက်ဖူးကိုစောင်းနိုင်ဖို့နှိစက်လာခဲ့ပါရင်တချို့တချို့တော့အသင်းတွေကဖိုင်နယ်တက်မယ်ချန်ပီယံလုံးမယ်နေအားချောင်းနေပြီးတကယ်တမ်းမှာတော့အင်္ဂလန်ကိုမျက်နှာပြည့်စေခဲ့တယ်လို့မျိုးဂိမ်းမှုတို့ကတော့မဖြစ်စေခဲ့ဘူးဖြစ်ပါရင် တရားဒီလုံးပုံမှန်ပေါ်ရုံးကန်နေရပြီးအပြည့်ပြည့်နဲ့နှကောင်းသွေးထက်နေတဲ့ဂေမိုးတို့ဟာယာတီကုံမာတော့ဖလားလုံးရတဲ့ထုံးစံတိုင်းဖလားရတော့မဲ့အနေထားမှာရှိနေကြတာဖြစ်ပါတယ်ဖိုင်နယ်မှာဥရောပဖလားဆိုလို့အနံ့အောင်မရှိဘူးတဲ့နန်နန်ချက်ဖာဂျီလိုနဲ့တွေ့ရမှာဖြစ်ပြီးဂျီလိုကောင်းတဲ့ဖိုင်နယ်ဖြစ်နေမှာဖြစ်ပါတယ်နှစ်သင်းစလုံးကပရီးမီးယားလိမ်မာနဲ့အမပေးစရာရက်တင်မှုအထက်အောက်ဖြစ်နေပြီးဥရောပဖိုင်နယ်မှာလာဆုံးနေတယ်ဆိုတော့တော်တော်လေးကိုတိုက်ဆိုင်လို့ပါတယ်ဒီပါနဲ့ပွဲမှာဂေမိုးတို့ရဲ့ခြေစွမ်းဟာချန်ပီယံတော်အသင်းတစ်သင်းနဲ့ခြေစွမ်းမျိုးကိုအပြင်းပြသနေတာဖြစ်ပြီးရှယ်ကိုကောင်းနေတာဖြစ်ပါတယ် အာမက်ကလည်း Ivory Coast Messi ဆိုတဲ့ဂုံပေါ်အတိုင်းမှွေနောက်ကစားပြသွားခဲ့ပြီးသူချောက်တဲ့ရောင်းရင်ကိုတခုခုလုပ်ပြနေနိုင်တာဖြစ်ပါရင်အာမာဒီအာဒီ United အတွက်ဂိုးပေါင်ရေးပတ်သက်မှုတတိယအများဆုံးကစားသမားဖြစ်နေပြီဖြစ်ပြီးဒါရောမှဒဏ်ရာကျောက်ပွဲတချို့လွဲချော်ထားလို့ဖြစ်ပါရင်အာမရီကလည်း2016 2019ရာသီက Morinho ပြီးရင်တရီတို့ရဲ့ပထမဆုံးကိုင်းတဲ့ရာသီမှာ Final ကိုပိုပေးနိုင်တဲ့ပထမဆုံးနည်းပြဖြစ်လာခဲ့တာဖြစ်ပါရင်မင်းဆမားကလည်းကစားမသည့်တူလို့ပဲသူ့ရဲ့ကစားမဘွားအကောင်းဆုံးပွဲကိုကစားသွားခဲ့ပြီးဒေးဗကန်လန်တင်းဆိုတာတက်တည်ပြသွားခဲ့တာဖြစ်ပါရင် ဝက်ထလူစင်မှာတော့ဂိမ်မှုတော့အတိုင်းစင်မှာဝိုင်လန်ကိုတုံးဆွဲလာခဲ့တာဖြစ်ပြီးတာဝန်တစ်ဖက်မှာတော့ဘရူနိုဂါနာချိုတို့ကိုတုံးဆွဲလာခဲ့တာပါကွေးလယ်မှာတော့ဒိုကိုဥကာတီကက်စမဲလိုမာဆာရီတို့ရှိနေကြပြီးခန်းစင်မှာရိုရိုမကွာရလင်းနီလော့နဲ့ကိုသမအိုရန်နာတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်ဂေါ်လုံးနေတဲ့ပြည်ပါတို့အသင်းကတော့ပွဲစားကလေးကဂိုရဖို့ကြိုးစားခဲ့ပေမဲ့ဂိမ်မှုနောက်တန်းရဲ့ချစ်လက်တိတ်သီးတဲ့ကစားဟန်ကိုမကျော်ဖြတ်နိုင်ခဲ့ဘူးဖြစ်ပါတယ်အဝေးကန်ချက်တွေနဲ့အွန်နာနာကိုတွေးလို့ဆန်းခဲ့သေးပေမဲ့ဂိုရဘိုအထိနှိစက်ခဲ့တာမျိုးမရှိပါဘူးဒီလိုနဲ့ပွဲစားချိန်မိနစ်30မှာတော့ဥဆောင်ကိုပေးလိုက်ရပြီ ဂျော်ရီကွိုင်းဆာကလလပပအဝေးကန်ချက်နဲ့ကန်ထည့်သွားခဲ့တာဖြစ်ပါတယ်။ဂိမ်းမှုတို့လည်းဥဆောင်ကိုပြေးလိုက်ရပြီးတဲ့နောက်ကစားပုံပြန်ကောင်းလာခဲ့ပြီးကိုရဖို့လည်းနီးစက်တဲ့အနေထားတွေကိုဖန်တီးနိုင်ခဲ့ပါတယ်။ပရိုင်ပီကန်ဒီမှာတမန်တိုင်းစစ်ကနေဂါနာချိုတယောက်ထဲလွတ်ထွက်သွားခဲ့ပြီးဒုသမနဲ့တူချင်းအတွေ့မှာအပိုင်မတင်ကန်သွင်းခဲ့ပေမဲ့ဂိုဘာမေကနေနှမျောစရာကတ်ထွက်သွားခဲ့ပါတယ်။ကေဘူတော်ကပထမကြောမှာကိုပြည့်နိုင်ထားတာကြောင့်ဒုတိယကြောမှာကိုရဖို့ခက်ခဲခဲစူးစမ်းခြင်းတော့မရှိခဲ့ပါဘူးဒီလိုနဲ့ဒုတိယပိုင်းပွဲစားရင်80ကြောမှာတော့ခြေပါဦးကိုပြန်လဲရရှိခဲ့ပြီးလူစားဝင်လာတဲ့မေဆန်မောက်ကလှလပဝကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ် ကိုလည်းပွင့်သွားတဲ့ဂေမူတို့ဟာနောက်ထပ်အသွင်းကုန်တွေကိုလည်းစတိုက်ဆိုလိုရရှိသွားခဲ့ပါရင်ပွဲစားရှင်89မိနစ်မှာဂေမူတို့ဥဆောင်ကိုရခဲ့ပြီးတကယ်ဘောကနေကက်စမဲတို့ကခေါင်းတိုက်အသွင်းယူသွားခဲ့တာဖြစ်ပါရင်ပွဲစားရှင်84မိနစ်မှာဂေမူတို့တတိယကိုရခဲ့ပြီးအားမဲ့ရဲ့ထိုးပေါက်ဖန်ပြီးပေးမှုကနေဝိုင်လန်ကအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါရင်ဂေမူတို့အတွက်အပိတ်ခိုးကိုတော့မောက်ကအသွင်းယူပေးခဲ့တာပါခုလိုမျိုးခိုးပြနိုင်ခဲ့တာကြောင့်ဂေမူတို့ဟာစိန်အားအင်မတန်တက်ကြွနေပြီးယိုဘာလိချန်ပီယံဖြစ်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်အားပေးကြမှာပဲဖြစ်ပါရင်ဟုတ်ကဲ့ပါမြောင်းဗီဒီယိုလေးကတော့လောက်ပါပဲ ။နောက်နေ့မှာလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ။